တကယ်ဘေးစိုးကတ်ဆိုးကြီးတွေလွန်မြောက်ကျင်တော့မဂ္ဂင်၈ပါးကိုပွားပြီးတော့ဘေးကင်းရန်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှသာဘေးဘေးရန်ခတ်သိမ်းကလောကလောမှာတန်လျာထဲမှာနေရင်တော့ကြုံရမှာပဲတန်လျာထဲမှာနေရင်ကြုံရမှာတန်လျာထဲလည်းနေသေးတယ်ဘေးကလောကလွတ်တယ်ဆိုတာရှင်းနိုင်ပါမလားမရှင်းနိုင်ဘူးเนาะနောက်ဆုံးတစ်ခုမဟုတ်တစ်ခုတော့ကြုံရတယ်ဒါကြောင့်မို့လို့ တဏ္ဍာမကြုံတွေ့ရတဲ့ဘေးဆိုတာတော့ကြုံမှာပဲဘာဖြစ်လို့တော့ဆိုကုတူးရဲနေတာလည်းမဟုတ်ဘူးအဲ့ဒီတည်းမဲ့ဘေးလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘယ်ဟာကိုဘေးလို့သတ်မှတ်ပြီးတော့ပြောတယ်လို့ဆိုလို့ရှိရင်အခုပြောတဲ့လောဘဒေါသမောဟဆိုတဲ့လူတွေရဲ့တဏ္ဍာမဖြစ်တဲ့အကုသူတွေဟာတကယ်ဘေးရန်နေပဲဘာဖြစ်လို့တော့ဆိုလူတွေဘေးရန်ဖြစ်အောင်လုပ်ပေးနေတာသူတို့ကြောင့်ဖြစ်တာ ဒါအတွင်းစိတ်ဓာတ်တွေအမှန်တမ်းအရေးကြီးတယ်ကြည့်လေမြတ်စွာဘုရားကသက္ကဝတိတုတ်တံမှာဟောထားတာရှိဘာဖြစ်လို့လူတွေဟာတပြေးပြေးတတန်းနေတိုးလာကြသလဲလို့ဆိုရင်အကျင့်စရိတ်တပြက်လာတာကြောင့်တိုးလာကိုကျင့်တရားတွေပြက်ပြားလာမှုကြောင့်တတန်းနေတိုးလာအဲ့တော့ဒီတတန်းတိုးရခြင်းအကြောင်းလားကိုကျင့်တရားပေါ်မှာမူတည်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်မလို့မြတ်စွာဘုရားတခင်ကိုရမြတ်က လူနဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်ပြီးပြောတဲ့အခါမှာအရေးကြီးဆုံးကလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟဆိုတဲ့မီးတွေငြိမ့်အောင်လုပ်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်